ဒီနေ့ဗီဒီယိုကတော့အရင်နေ့တွေနဲ့မတူအောင်လုံးဝအေးခဲသွားတဲ့အရာတွေနဲ့စမယ်ဗျာ Brandback ကပြောထားတာကတော့သူတို့ရဲ့ဒီအကျန်းခံလာပါတယ်ဆိုရယ်ဖုန်းကဒီဈေးတန်းမှာကျွန်တော်တို့လိုက်ရှာမယ်ဆိုရင်ထီးဖြူသွားမယ်ဖနပ်ပါသွားမယ်စီဘိုးတွေဒါကုန်သွားမယ်ဒီဖုန်းရှာမတွေ့ဘူးလို့သူတို့ကတော့ပြောထားတယ်ဗျာဆိုတော့ကျွန်တော်နောက်လိုက်ခဲ့ကြည့်ပါတော့ ဟိုဟိုကအနှစ်တစ်ထောင်ရေခဲကြာပွင့်ဒါကျွန်တော်တို့စိန်ထားတာတညလုံးပေါ့နော်တညလုံးသိထားတာမလီတော်တော်အေးတယ်โอเคကဲခွဲပြီနော်ဟာတော်တော်ခွဲရတာထဲရတာကွဲမကွဲတော့မဟုတ်ကဲဟုတ်ပြီ ဟာဟာဒါကျွန်တော်တို့မနေရပါတော့ဟိုဖုန်းနေရဗျာအမအရန်ပူလွန်အရန်အေးလွန်တဲ့အချိန်ကြာရင်တူပါသူအော်တိုရှတ်ဒေါင်းကျသွားမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးဖြစ်မဖြစ်ကျွန်တော်တိကျင်လို့ဖုန်းကိုဟိုသိရမလားပါဝါ off မလုပ်ပဲနဲ့ထည့်လိုက်တာအခုကျွန်တော်ရေခဲကြထွက်ထွက်ချင်းဖုန်းရလုံးဝကိုပါဝါမပိတ်သွားဘူးကောနော်လုံးဝအဲ့တော့ကြီးကြတော့တော်တော်ကြီးမိုက်သွားပြီဗျာတော့တော့ကျွန်တော်ရေခဲတဲ့ကခွဲပြီးထုတ်လာတဲ့ဖုန်းက Realme C75X ပါ ဟောဒီဘက်ကကြာတော့သူထက်ပုံမြင့်တဲ့ version ဒါ C75 ဆိုတော့ဒီဖုန်းတွေအကြောင်းစာပြောရမယ်ဆိုရင်တော့လုံးဝ all about durability ပဲဒီဖုန်းကဒီဈေးတန်းမှာဘယ်လောက်ထိအကျန်းခံတယ်ဆိုတာကိုအဓိကချပြချင်တာဗျာ Realme ကဟောဒီလိုမျိုးဈေးအသက်သာဆုံးနဲ့အကျန်းခံနိုင်ဆုံးဖုန်းတွေကိုချပြနိုင်တဲ့တစ်ခုစီတော့ brand လို့လည်းပြောလို့ရတယ်မှတ်မိလားလို့မသိဘူးအရင်တစ်ခေါက်တုန်းကလည်းသူတို့က Realme Note 50ဆိုပြီးတော့ဒါ၄သိန်းလောက်နဲ့ဒါပြက်ခွဲမလားရိုက်ခွဲမလားဆိုပြီးတော့အကြိုက်တာမိုက်တာလုံးရတဲ့ဖုန်းလုံးမိတ်ဆက်ခဲ့သေးတယ်ဗျာ အခုဒီ C75 X နဲ့ C75 မှာလည်း iPhone လိုပဲပေါ့နော်ကြိုက်တာလို့မိုက်တာလို့ဂျိုက်ခွဲမလားပြက်ခွဲမလားရေးစိမ်မလား IP69 ထိပါတယ်ဗျာဆိုတော့မေးစရာရှိတာကဖုန်းလေးကိုရေးစိမ်ပြီးဘာလို့မလဲလို့မေးရင်ဒါဘရိုတို့မင်းနေပြီထင်တယ်လေးလပိုင်းညရင်တကြံကြဖို့ရှိတယ်ဗျာโอเคအဲ့တော့တကြံရောက်ပြီဆိုရင်ကျွန်တော်တို့ကရှောက်လဲရင်ဖုန်းလေးကိုသိရမလားအာရေးမဆိုးအောင်ဟိုမပြတ်သွားအောင်ရေစုံကအေးလေးတွေထည့်ပြီးတော့ဟောသွားကြရတယ်ဗျာအေးရေစုံကအေးတွေကလည်းသိရတဲ့အတိုင်းကျွန်တော်တို့ဓပုံရိုက်ချင်ပြီဆိုရင် အဲ့ဒီအိတ်ကြီးကနေတဆင့်ဓာတ်ပုံရရဘလို့မှအဆင်မပြေဘူးပြီးမှရေဆိုသွားပြီဆိုရင်လည်းအနည်းဆုံးက item မှာဟိုဖုန်းထည့်ထားရဲဆိုရင်တော့ဖုန်းရဲ့အပူချိန်နဲ့အပြင်ကအေးနဲ့ရင်ဝတ်ပြန်ရိုက်တတ်တာမျိုးတွေရရှိသေးတာပဲအဲ့တော့တကြံမှာရေဆိုနေတဲ့ကောင်မလေးတွေအလောက်ဓာတ်ဖမ်းချင်တယ်ဆိုရင်လည်းကိုယ့်ဖုန်းကအဲရေဆိုမခံလို့ပဲဖြစ်မှာလေဗျာဆိုတော့ဒီရေဆိုခံတဲ့ဖုန်းတွေကိုကျွန်တော်တို့ IP69T ပေါ့နော် IP69T ပါတာဝယ်ဖို့ဆိုရင်ဒါတခြား brand တွေမှာဆိုရင်တော့ 14တန်းကနေအနည်းဆုံးစပြီးတော့သုံးရလိမ့်မယ်ဗျ။ဟောဒီဘက်က C75X ဆိုရင်ကျွန်တော်တို့9တန်းခွဲဝင်းကျင်လောက်ကနေစမယ်လို့သိရတယ်။သူ့ထက်နည်းနည်းပို့ပြီးတော့မြင်တဲ့ C75 ကကြတော့အဲ7သိန်းဝင်းကျင်ပေါ့နော်အ7သိန်းခွဲအဲ့လောက်မှာရမယ်လို့သိရတယ်ဒါကတော့ခမန်းဈေးတွေပါကျွန်တော်လဲလောဆယ်တော့အတိအကျတော့မသိသေးဘူးပြီးရင်ဆောနာကပြောခဲ့သလိုပဲလက်ရှိဈေးကွက်ထဲမှာ IP69 ပါတဲ့ဈေးအသက်သာဆုံးဖုန်းဆိုရင်ဟောဒီဘက်က Realme C75X က ဒီတလုံးမဲ့ရှိရဗျာပြီးတော့သူ့အယောင်လေးကဒီလိုမျိုးပန်းစီအောင်အနှုလေးဖြစ်တဲ့အတွက်ဒါမင်းကလေးတွေနဲ့လည်းလိုက်တယ်ဗျာဆိုတော့တကြံမှာကိုပဲကင်မို့မဟုတ်ဘူးကိုရဲ့ကောင်မလေးကိုလည်း project နဲ့ဆိုရင်တော့ hotify phone လေးကိုလက်ဆောင်ပေးပြီးတော့အကျူးကျင်လဲရတယ်ပြီးရင် hotify ဘက်ကပန်းစီအောင်လေးက realme ရဲ့ c series သမိုင်းမှာပထမဦးဆုံးတော့ပါလာတဲ့အယောင်လို့ပြောလို့ရတယ်ဗျာပြီးွားရင်ဒီဘက်ကအဝါရောင်လေးကြတော့လေအရင်ကြီးမရင်မဲနဲ့อืมပြောရရင်မြန်မာဆန်တဲ့အယောင်လေးလို့ပြောလို့ရတယ်သူတို့နှစ်ကောင်ကဈေးကွာပေမဲ့သူတို့မှာပါတဲ့ဒီ specification တွေကအရင်ကြီးမကွာဘူးလို့ပြောလို့ရတယ် ပြောရရင်တော့ကင်မရာပေါ့ဗျာကျွန်တော်တောင်မှတော်တော်လေးရွေရခက်တယ်ဗျဟော်ဒီဘက်ကဖုန်းကနည်းနည်းလေးဈေးပိုတက်တာတွေဆိုပေမဲ့သူတို့စီကပြန်ထွက်လာတဲ့ပုံထွက် quality ကတကယ်ပြောရင်ဘာမှကွာမနေဘူးအတီးကြပြောပြရရင်တော့လုံးဝအပောက်ရလေးလောက်တော့ကွာခြားချက်မရှိဘူးဗျာ C75 X ကကြတော့1မှ3ဘက်ကိုနည်းနည်းလေးတွားပြီးတော့ Horribug က C75 ကကြတော့ခူးတုံးဘက်ကိုနည်းနည်းလေးတွားတယ် နှလုံးလုံးကတော့50 megapixel ကင်မရာတွေနဲ့လာမယ်။ 2H digital cropping ကောင်းကောင်းဆွဲလို့ရမယ်။ဟောဒီပုံတွေကတော့ဒါ 2H digital cropping နဲ့ရိုက်ထားတဲ့ပုံတွေပါ။ ခုနှစ်သိန်းရှစ်သိန်းဆိုတာအခုခေတ်ငွေစည်းတွေအရာ budget ဖုန်းတန်းနဲ့ဝင်နေတယ်ဆိုပေမဲ့ IP69 လိုမျိုးပါတာကကြတော့ဒါ flagship ဖုန်းတွေမှာတော့မပေးတဲ့အတွက်ဖုန်းကိုရေရှည်ကန်ကျင်တယ်အချမ်းခံတာမှလိုချင်တယ်ဆိုတဲ့သူတွေကတော့အဆင်ပြေ IP69 ပါလို့ရေစုံရေစိမ်းမခံတာလားဆိုတော့လည်းမဟုတ်ဘူးပြဒီဖုန်းကဒါ2 frame line ကနေပြီးတော့ rugged ဖုန်းဖြစ် certified ဖြစ်ပြီးသားဖြစ်တဲ့အတွက်ဒီကောင်ကဟိုဖုန်းတန်းတဲတဲ့နေလဲခံနိုင်တယ်ဗျအခုလိုမျိုးဒါအသီးခွဲတဲ့စင်းတွေလုံးဖြစ်တုံးကျင်တယ်ဆိုရင်လည်းရသေးတယ် ဟောအေးတကယ်ချင်းပြောဟယ်လိုအေးအိမ်မှာဗောငါမှာပန်းသီးလေးစားဖို့နည်းနည်းပန်းသီးလေးနှွှင်နေတာအေးပြောဘာကိစ္စတော့အော်ရပြင်းလို့လားအေးတွေ့မယ်လေးတရားလားနော်အေးမင်းလည်းအားရရချင်းလိုက်ပေါ့နော် အေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီโอเคโอเคဘာဘာတွေများมาကြရှိသေးလဲအားလိုက်ဘာဝယ်ခဲ့ရမလဲပါညာအေးအေးအေးဟုတ်ပြီဟုတ်ပြီโอเคအဲ့တော့ဒါပဲเนาะဟုတ်ပြီဟုတ်ပြီကျွန်တော်တို့ဖုန်းကိုအခုလိုမျိုးစင်နေတုံးဖြစ်သုံးနေရင်းနဲ့လဲမတော်တဆဒီမန်ကြီးကအကွဲဝါတယ်ဘာညာဆိုရင်ဒါ6လအတွင်းပေါ့เนาะကြိုက်တယ်လို့ကွဲဒါတစ်ချိန်အခါမဲ့ပြန်ပြီးတော့လဲပေးမယ် Realme C75 Ace ကကြတော့ battery 5600 mAh နဲ့45 watt fast charge နဲ့လာမယ်။ဟောဒီဘက်က C75 ကကြတော့6000 mAh ကိုမှ45 watt fast charge နဲ့ပဲလာမယ်ဗျာ။ပြီးွားရင်ဟောဒီဘက်က C75 Ace က 120Hz ကိုမှ 720p နဲ့လာမယ်။ဟောဒီဘက်က C75 ကကြတော့ 1080p ဖြစ်သွားပြီမဲ့ 90Hz နဲ့ပဲလာမယ် C75X ကကြတော့ Helio G81 Ultra ကိုသုံးထားပြီးတော့ C75 ကကြတော့ Helio G92 Max ကိုသုံးထားတယ်။နောက်ကောင်းတော့ IP68922 ပဲ။ ဇိုင်းလဲအတူတူပဲဒီဇိုင်းတူတယ်ဆိုမှဒီကောင်နှကောင်ရဲ့ဒီဇိုင်းကပြောရမယ်ဆို budget phone နဲ့မှာတော်တော်လေး premium လို့ပေါက်တယ်ဗျဒါကတော့ကျွန်တော်ရဲ့ honestly feedback ပေးတဲ့အပိုင်းပေါ့နော်ဒီကောင်လေးရဲ့ဒီဇိုင်းကအနောက်မှာဒါ matte pattern ကိုပေါ့နော် matte finish pattern ကိုမှသူကဒီလိုမျိုးနည်းနည်းလေး bling bling ထားတယ်ဆိုတဲ့ဟာလေးတွေပါတယ်ပြီးတော့ရိုးရှင်းရှင်းကင်မရာဒီဇိုင်းနဲ့လာတယ်ဗျာအခုနောက်ပိုင်းဒီ mirror phone တွေနေမကပဲ budget phone တွေမှာပါဒီလိုမျိုးဒီဇိုင်းတွေတွေ့လာတာတကယ်ဝမ်းသာပါတယ်နှလုံးလုံးက side mount finger print နေနဲ့လာတယ်အဲတော်တော်လေးလည်းမြန်ပြီးတော့အလုပ်ဖြစ်တယ် ဆိုတော့ဒီဖုန်းနှလုံးကသူတို့ရဲ့ budget ဖုန်း category အောက်မှာလုံးဝလိုလေသေးမရှိအောင်အကုန်ထည့်ပေးထားတယ်ဗျာဆိုတော့ဝယ်မဲ့သူတွေကတကြံမတိုင်ငယ်ဝယ်မဲ့ဆိုရင်1000 mAh power bank တစ်လုံးနဲ့အခုပုံမှန်ပြထားတဲ့ဒါ service တွေဝန်ဆောင်မှုတွေရမယ်ဗျာဆိုတော့ဒီလိုမျိုးဝန်ဆောင်မှုတွေအာမခံချက်တွေဒါ service တွေနဲ့ဆိုရင်တော့ဒီဖုန်းတွေရဲ့ဈေးကတော့ pretty fair ဖြစ်တယ်လို့ထင်ပါတယ်အဲ့တော့ကြာမှာဘာဖုန်းဝယ်ရမလဲမသိဖြစ်နေတဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုထပ်ပြီးတော့တွေ့ရမယ်လို့ထင်ပါတယ်။အော်မှားလို့ဗျ ။တကြံနေမဟုတ်ဘူး။တကြံပြီးွားတာနဲ့မိုးရင်းတစ်တင်းလုံးလာမှာဆိုတော့ဒီဖုန်းကတမိုးရင်းလုံးအကြိုက်သုံး။ရေမကြောက်တဲ့ဖုန်းဖြစ်တဲ့အတွက်လုံးဝစိတ်ချလက်ချသုံးလို့ရမယ်လို့ထင်ပါတယ်။ကဲကျွန်တော်ကတော့အောင်သက်မှာအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။